ကျွန်တော်ကတင်သွားပါတင်သွားပြီးတော့တရားဥပဒေရပဲအဲလိုက်တက်တဲ့လူကိုတို့အမှုလိုက်ရှာမယ်ပြုမယ်ဒါပဲအဓိကကျွန်တော်တင်ရင်းတွေကိုတင်ဖို့အတွက်ကိုတို့တရားဆွဲတာအဲ့တော့ဘယ်အစိုးရတက်တဲ့ဝင်ထမ်းဝင်ထမ်းမလဲဆိုစကားအဲ့ဒါပွေးစကားတိလာအဲ့ဒီအစိုးရကအဲ့ဒီဝင်ထမ်းတွေကိုခိန်းကြောင်းပြီးတော့ခိုင်းအမိတ်ပေးတာလေအဲ့ဒီတက်လာတဲ့အစိုးရကိုလက်မခံလို့ရှိရင်လက်မခံတာစီဒီအန်လောက်ကလေ ဟယ်လိုချရာမြေပပီတူညီကိုမော်တော်မများအလုံးမဲ့မင်္ဂလာပါ news bit channel ကနေပြန်မချိုးဆိုလိုက်ပါတယ်2025ခုနှစ်မေလ10ရက်ကျောတော်စနေနေ့မနေ့ပိုင်းမှာနောက်ဆုံးကြားသိရတဲ့တလန်တရင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကြောင့်လည်းသူအဆောဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုအယုံဆုံးဖိတ်ခေါ်လိုက်ပါတယ်ပထမအဆုံးအနေနဲ့ကျောတော်ဒီနေ့မနေ့မှာအူဖြည့်ဖြည့်ကြားသိရတဲ့တလန်တရင်းကောင်းသတင်းတိုလေးတွေချိလိုက်ရအောင်နော်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့တနင်္သာရီတိုင်းဘူပြင်းမြို့နယ်မှာချမ်ပစ်စစ်တပ်ရင်တန်းကိုဂျာဗက်တိုက်ခိုက်ခဲ့လို့တက်ချက်တအူးတေဆုံးပြီးတော့မှ တယမှုပါဝင်စစ်သား30ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။တနက်တွေတင်းစင်မိတာမျိုးတွေတော့မရှိဘူး။နိုင်ဝဲအတွင်းပြစ်ခတ်မှုဖြစ်ပြီးတာနဲ့သူတို့ကစစ်ကြောင်းချစ်ချင်းပြန်ဟောက်သွားတာပါ။မိုင်းတုံးလုံးပေါ်မိုင်းကြီးလေးလုံးမိုင်းနဲ့အရင်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။စစ်ကွေးထက်တိုးတီစင်းင်းကတော့မချရသေးဘူး။လက်ရှိမှာဖုန်းလိုင်းတွေကပြတ်တောက်မှုများနေလို့ဒီတိုက်ခိုက်မှုမှာဆိုရင်တော့စစ်ကွေးတွေကကျွန်တော်တို့ကို short term နဲ့ပြီးတယ်။ပြည်သူတွေရဲ့သတင်းပေးခိုင်လုံမှုပြည်သူတွေကကျွန်တော်တို့နဲ့တသွေးထက်တားတဲ့အတူရှိနေတယ်ဆိုတော့ထင်ထင်ရှားရှား ပြသလိုက်တာပါပဲဆိုပြီးတော့မှကန်နယ်လေးတရဲနေရာ၃တခွဲလေးကတောင်ရှိသူတို့ကလည်းပြမပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တော်လိုင်းတဖို့ဝင်တွေကိုစစ်ကြောင်းထုတ်လာတဲ့စစ်ခွေးရင်တောင်းကိုကျွန်တော်ခုဆိုရင်ပြည်သူတွေရဲ့တရင်ပေးမှုနဲ့အတူတော်လိုင်းတဖို့ဝင်တွေနေရာနဲ့ပြမဂျပန်တကယ်ခဲ့တာပြပြမစစ်ခွေးတချို့ကတော့မျိုးစားဖြစ်သွားတယ်လို့သိရတာပဲဖြစ်ပါတယ်တောင်ပိုင်းတိုင်းမှာတော့တော်တော်လေးကိုပွဲချနေတာပေါ့နော်နောက်ထပ်တရင်တဖို့အနေနဲ့ကတော့ ။တနင်္သာရိုင်တိုင်းပလောမျိုးမရဲစခန်းကို PDF တပ်ဖွဲ့ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ဒူရဲဦးတို့ပါဝင်နှစ်ဦးတေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ စကန်တွင်းထီတော့မဝင်နိုင်ခဲ့ဘူးရက်စကန်ရှေ့ရကင်းစကန်ရဲ့တခုပဲစီးထားနိုင်ခဲ့တာပါခင်ဗျစစ်စင်ရဲ့စီမံကိုကရက်စကန်ကိုတင်ပိုက်ထင်းချုပ်ဖို့ထိအစီအစဉ်မရှိခဲ့ဘူးတပ်ပွဲရလဲရအမျက်လဲရနေပြီဆိုတော့ပြန်လဲဆုတ်ခွာခဲ့တာခင်ဗျဆိုပြီးတော့မှမြင့်ခဲအမတ်တရင်တရင်နဲ့ပြန်ကြိုက်တော်ဝင်ခိုင်ရဲဘော်အာနိုကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်တင်းဆုံးကြတော့ကင်းစကန်ကိုစီးမိကြဲကအလောင်းနှလောင်းနဲ့တနက်တလေတင်းဆဲရမိတယ်ဒါပေမဲ့တပ်ပွဲကနေကဆိုတော့ တပ်ပေါ်မှာတန်းတော့မရခဲ့ဘူးဆိုပြီးတော့မှဆက်လက်ပြောဆိုထားတာပဲဖြစ်ပါတယ်စကောင်စီအနေနဲ့ကတော့ခက်ဆက်ဆက်ဒီလိုမျိုးရက်စက်ရုံမာတဲ့နီလန်းတွေနဲ့ကျွန်တော်ပြည်သူတွေနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကြားထဲမှာသူခွဲတက်ရှုခဲ့ပေမဲ့ခုဆိုရင်တောင်ပိုင်းတိုင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့တတိကစီလုံးရဲဆော်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကြားဖြတ်တက်ခဲ့တာတွေအခုဆိုရင်စစ်စခန်းသိမ်းတပ်ပွဲတွေကိုလည်းပုံဖော်နေတာမလို့မကြားခင်မှာတော့ကျွန်တော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှနောက်ထပ်သတင်းကောင်းတွေကြားဖို့ရှိတာဖြစ်ပါတယ် ျွန်တော်တို့ဒီနေ့မရပြမဆုံးအနေနဲ့ချက်မှာကတော့ဆရာလူမြတ်ကျောင်းကနေပြီးတော့မှကျွန်တော်တို့အခုဆိုရင်တောင်ပိုင်းတိုင်းမှာကျွန်တော်တို့ဒီကရင်အမျိုးသားတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှစစ်ကောင်စီရဲ့စစ်ကားတွေကိုတခုပြီးတခုတခိုက်တိမ်ပိုက်နေပြီဆိုတဲ့အကြောင်းကိုတရင်ကောင်ပြောကြားထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျောင်းဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်တရင်ယူတရင်နေပြီမှန်လားထားနေတဲ့အခြေအနေမှာတရင်ယူရဲ့တပ်မဟာခုနှစ်ခုလုံးကြိုင်နဲ့လှောက်ရှားလာပြီဖြစ်တဲ့အတွက်မကြခင်မှာဘကုန်းစစ်ကြောင်းကြီးအနောက်ရိုးမှအရှိရိုးမှနဲ့ KNU PDF တွေနဲ့ပူးပေါင်းချိတ်ဆက်တဲ့မဟာပြူဟာစစ်စင်ရေးတရက်မနှက်ပြန်တပတ်စုပေါ်လာနိုင်တယ်ဗျမယုံမရှိနဲ့နော်မယုံမရှိနဲ့နော်လူမျက်ကြော်ပြောတယ်ဟိုတနေ့ကရန်ကုန်ကိုထိုးစစ်ဆင်ဖို့ရန်ကုန်ကိုတင်ပိုက်ကြလို့ပြောပြီးငလင်းတွေထလုတ်ကောင်းပါရောလားမဟုတ်အပထဝီမြေကြီးကတော့ကောင်းချီးပေးနေပြီလေထပ်ပြီးဒီနေ့မှလည်းတာစီမိတ္တိလာဝန်တွင်အဆရှိတဲ့ဒေတာစစ်တပ်ဖက်စစ်တပ်အခြေပြုစုံမိုးရတဲ့ မိတ္တိလာခံစင်မြင်းမိတ္တိလာတက်မြုပ်တကြောလုံးမှာငါတသမလင်းဆိုတဲ့စကိန်းရှိတဲ့ငလင်လှုပ်ခတ်မှုကြားလိုက်ရတယ်။ဒါပေါ်ကြည်ချင်းအဖြစ်စစ်ကောင်စီရုံးဆိုင်ရာဖက်စစ်တပ်ရုံးဆိုင်ရာနေပြည်တော်ကလည်းမဟာပဒဝီမြေကြီးကဖြိုချဖျက်ဆီးလိုက်ပါပြီ။အခုတခါထပ်ပြီးတော့တာစီမိတ္တိလာဝန်တွင်စစ်တပ်အခြေပြုရာနေရာတွေကိုမဟာပဒဝီမြေကြီးဟာခါချဆွဲရမ်းနေပြီ။ဖလ ပလီမော်ခွင်းတက်နေတာထုတ်ခါချနေတဲ့အလားထင်မရပါဘူးမင်းအောင်လိုက်မစင်မချင်းခါချနေမဲ့ငလင်ကြီးချားထဲမှာပြည်သူလူလူကြားညက်နေတာဘူးတော့စိတ်မကောင်းဖြစ်မိတာဒါကြောင့်မို့ပြည်သူလူလူကစစ်တပ်အခြေပြုရာနေရာတွေဖက်စစ်တပ်ရုံးဆိုင်ရာနေရာတွေအဲ့ဒီတက်တွေနဲ့ဝေးဝေးမှနေပါအကမ်းမသိရင်မိုးကြိုးပါပစ်ချပြီးအရှင်လက်လက်မြေမျိုးမဲ့ကိန်းကိုဖက်စစ်တပ်ဟာကြုံကိုကြုံရပါလိမ့်မယ် ဓမ္မဆိုတဲ့တရားမြတ်တမှုဓမ္မဟာအာဓမ္မကိုဖြိုချဖို့တကောက်ကောက်လိုက်ပြီးဒီဇိုင်းမမခြေမွတ်ခြေမုံနေပြီဆိုတာမြင်ရပါပြီအတိတ်တော့နမိတ်ဆောင်ဆိုသလိုပဲဒီကနေ့ဒီကာလမှာမဟာပထဝီမြေကြီးဟာမင်းအောင်လိုက်မစင်မချင်းခါချနေမယ်ဆိုတာယုံယုံကြည်အဲ့တော့ဒါနဲ့တပြိုင်တည်းထဲမှာစေကောင်စီဖက်စစ်တပ်ထဲမှာကြည့်ရထားနေတယ်ဘမို့အကြောင်းပြောပြခြင်းပါတယ် ဘမော်မှာဖက်စစ်တပ်စစ်ခွေးအကောက်200နီးပါးတက်ဆွဲထားတဲ့တောင်လေးလုံးကြောင်းလိုက်ကိုမနေ့ကတပ်ပေါင်းစုကတိမ့်ပိုက်ချေမုံလိုက်ပါတယ်ခံပြစ်တဲ့ကောင်တွေကတော့အရှင်မထားပါဘူးကချင်ပြည်နယ်ဘမော်မကြဖို့ဖက်စစ်တပ်ကဘာလုပ်နေလဲကချင်ပြည်နယ်ဘမော်မကြဖို့ဖက်စစ်တပ်ဟာမြောက်ပိုင်းတိုင်းစစ်ဌာနတို့စစ်တိုင်းမှုဒုတိယတိုင်းမှုကိုယ်တိုင်ဘမော်စစ်မြေပြည်မှာရောက်နေပါတယ်ကြည်ရလို့ရင်တိုင်းမှုမှာချိန်ပြလိုက်ပါလို့ မှတ်လို့ပါတယ်အဲ့တော့စကားက27မကြာကြီးအတွက်ဒူတိုင်းမှုကိုတိုင်းလှုပ်ပြီးကြီးကြပ်ခိုင်းလာပါတယ်တက်တွင်းပုံကံမှုတွေဖြစ်နေပါတယ်အမိတ်မနာခံမှုတွေအများအပြားဖြစ်ပေါ်နေပါတယ်ဒီမှာဆရာလေးမျိုးကျော်ပြောထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ခုဆိုရင်တောင်ပိုင်းတိုင်းမှာရှိတဲ့ကန်ယူလျောက်ကတမဟာတပွဲအတီတီကနေပြမခုဆိုရင်စကွန်စီတဖို့နေကိုကျွန်တော်ကြံတဲ့ တော်လိုက်တဲ့ဖွဲ့ဥဝင်နေတဲ့သူစတင်ထုတ်ဆစ်စင်တက်ခတ်မှုတွေလို့ဆောင်နေတာဖြစ်ပြီးတော့မနေထဲမှာပဲပေါ့နော်ကျွန်တော်တို့စစ်ကောင်စီရဲ့စစ်စခန်းတစ်ခုကိုတပြေနဲ့ရရှိသွားတာဖြစ်တယ်။တစ်ဖက်မှာကျွန်တော်တို့ဘုံဝမျိုးမှာဆိုတော့ကျွန်တော်တို့ KIA PDF ပူအောင်တပ်ဖွဲ့ဝင်နေတဲ့ပြီးတော့စတင်ထုတ်ဆစ်စင်တက်ခတ်နေတဲ့အချိန်မှာပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အချင်းချင်းမတင်မြတ်မှုတွေရှိရကနေပြီးတော့မှပူတက်တဲ့အနေထားတွေဒီပေါ့နော်ဖြစ်ကုန်တယ်လို့ကျွန်တော်တို့ကြားသိရတာပဲဖြစ်ပါတယ်။ဆိုတော့စစ်ခွေးတွေအနေနဲ့ကတော့ကျွန်တော်တို့တော်လိုက်တဲ့ပုံတွေပေါ်မှာရုံမှာဖို့စူးစမ်းနေကြပါမယ်။တကယ်တမ်းကျတော့သူတို့အောက်ခြေမှာကတပစ်နေပြီဆိုတော့လည်းကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ ကြခင်မှာတော့ကျွန်တော်တော်လိုင်းပွန်တပ်ဖို့နဲ့နေပြီးတော့မှရရရနေရတဲ့ data တွေမှာစစ်ကောင်စီတပ်ဖို့နေကိုအမုံကျိပြီးတော့မှာပေါ့နော်ပြီးတော့လုံးမျောလင်းနေတဲ့စစ်ကောင်စီဖြူချာရေးအောင်မြင်တဲ့နေရတော့မကြခင်မှာရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဦးတန်းဆိုးနေရနေပြီတော့မှ physics အနာရှင်စနစ်ကိုဖြောချနိုင်မဲ့တခုတည်သောနေလာပါလဲဆိုတော့ပြောဆိုထားတဲ့အားလေးကျွန်တော်စစ်ပြမှာခြေလိုက်ရအောင်နော်နိုင်ငံတကာပြည်ပရောက်မြေကိုရီးယားပြည်တဲ့နော်တိတ်နဲ့တန်းနဲ့ကြီးတဲ့ငွေတွေဒေါ်လာတွေ စီဝင်နေနောက်ပြီးတော့တိုင်းအနာလက်နက်ကင်အဖွဲ့စီတီရဲ့လက်ကျင်းမှုနဲ့လက်နက်တပ်ဆင်မှုတွေခံယူထားတယ်။အဲ့ဒီအောက်မှာအခုကဘာပဲဖြစ်ဖြစ်အညာဒေသမှာအခုဒီအခုဒီနေ့ပိုင်းအတွင်းမှာအရေးကြီးတဲ့ချိန်မုံရေးစစ်ပွဲ၃ပွဲလောက်ကျွန်တော်တို့တွေ့လျက်ပါတယ်။နော်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့သုံးသပ်လိုက်ပါ။ຫນွေဥတော်လိုင်းရင်းနဲ့ပတ်သက်ပြီးတော့ ဆက်ထုံးကတခုပဲရှိတယ်တန်နာလက်နက်ရဲအစုတွေနဲ့ NUG နဲ့ပေါင်းစပ်နိုင်ပြီအဲ့ဒါကိုဖတ်ပြီးတော့အသေးစိတ်ပြောကြမယ်ဆိုလို့ရှိရင် NUG နဲ့ကျွန်တော်တို့ AA အကြဲထဲမှာလက်ဆွဲနှုတ်ဆက်ပြီးတော့เนาะပခုံးချင်းဖက်ပြီးတော့ကျွန်တော်တို့တိုက်ပွဲဝင်နိုင်တဲ့မျက်နှာစာမျိုးကျွန်တော်တို့တိဆောက်နိုင်မယ်ဆိုရင်နွေဦးတော်လိုင်းကြီးက 2025ခုနှစ်မကုန်ခင်အောင်ပွဲခံလိမ့်မယ်ဆိုတော့ကျွန်တော်ဟောကိန်းရှိပါတယ်အဲ့တော့အဲ့ဒီအချိန်ကြီးဖြစ်ဖို့အတွက်ဝိုင်းဝန်းတူပန်းကြဘူးလူမဲလို့ကျွန်တော်ဒီနေ့ဒီလောက်ပဲပြောချင်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့ဦးတန်းဆွနိုင်ပြောထားသလိုပဲ ပြည်သူတွေကနေပြီးတော့မှတခဲနဲ့ဝင်ရောက်အားပေးပြီးတော့မှဗောနောထောက်ကနေကြတဲ့ချိန်မှာ NUG အနေနဲ့ကတော့ကျွန်တော်တို့ကြံတဲ့တိုင်းတိုင်းနဲ့ကင်တဖို့ဝင်တဲ့အထူးသဖြင့် AA နဲ့စစ်ဆန်ရေးကောင်းတဲ့ကိုတည်ထောင်နိုင်လိမ့်မယ်ဆိုတော့စစ်ကောင်စီဘောနောကျွန်တော်တို့နေနဲ့ဒီနေ့မှကုန်ခင်မှာပဲပြီးဖြိုချနိုင်တယ်ဆိုတဲ့အကြောင်းအတိအလင်းပြောချထားတာတွေ့ရပါတယ်အခုဆိုရင်တိုင်းတိုင်းစစ်စင်ရေးအနေနဲ့ကျွန်တော် AA နဲ့သူစတင်ပြီးတော့မှထိုးစစ်စင်တက်ခတ်နေတဲ့အချိန်မှာပဲစစ်ကောင်စီရဲ့စခန်းများစွာလည်းတင်ပရရှိထားပြီဖြစ်တယ်လို့သူတို့ရဲ့တည်တွေ့ကြဖြစ်တယ်ပေါ့နော်ကဘာစာဆလင်းနေယုံလေးတိပါကျွန်တော်ဘက်ကနေပြီးတော့မှချင်းချောက်ထားတာမလို့ဒါကကျွန်တော်အတွက် ဒီစီလိုညချင်းရဲ့အင်အားပြီးတော့မှကျတော့အတွက်ပေါ့နော်ဒီရှေ့စကောင်းမလာတဲ့ဒီလမ်းကြောင်းတွေကိုအခုဆိုမြင်နေရတာပဲဖြစ်ပါတယ်မြောက်လိုက်နေတဲ့ကတော့ကျတော့တော်လိုင်းတက်ဖို့မနေနေပြတော်ထိရောက်လာနိုင်ပဲလမ်းကြောင်းတွေလည်းတွတ်ဆထားပြီးပြီမလို့တေယုန်နဲ့ရုရှားကိုခေါ်ပြီးတော့မှအခုဆိုရဲတွေ့ဆုံဆွေးနွေးမှုတွေဆက်တိုက်ဆိုသလိုလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အင်ထောင်ရဲ့အရှုပ်ရှင်းတွေနဲ့ပေါ့နော်ပြည်နေတဲ့စစ်ကောင်စီရဲ့အရာရှိတွေရဲ့အချင်းပြတ်ချဆမှုတွေကိုတင်ဆက်ထားတဲ့တဲ့ရင်လေးကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် ကျမကတက္ကသ30တက်မတော်အကြီးစားဆက်ယုံကစစ်တီရဲ့ဇနီးရဲမိတအူပါတက္ကသ30ဟာ channel leader နဲ့ကက်လျက်ရှိတဲ့တက်ဖြစ်ပါတယ်အထက်လူကြီးများသိအောင်ပြောပြပါဦးတက္ကသ30မှာစစ်သမီးတွေခတ်ထားပြီးအေကုန်ခန်းထဲမှာဘာအလုံးမှမလုပ်ခိုင်းပါဘူး GD ဝင်တဲ့အချောလေးတွေဆိုလဲအလုံးမခိုင်းပဲလာစားပေးပြီးသူတို့နားမှာပဲခေါ်ထားပါတယ်လူကြီးတွေအကြား coffee ဖြော်ပေးတာလောက်ပဲလုပ်ရပါတယ်ဒီစားတဲ့အင်းအောင်ရှိအမျိုးသားတွေနဲ့လည်းဖောက်ပြန်ကြပါသေးတယ်လူကြီးတော့တိုင်လည်းဘာမှလုပ်မပေးပါဘူးတော့တိုင်နဲ့ရဲမိကိုဆက်လွတ်ပါတယ် တက္ကသစ30မှာအစိုးဆုံးကတော့တာဝန်ရှိသူတွေဟာအင်အောင်ရေးဖောက်ပြန်နေတဲ့စစ်သမီးတွေကိုဘာမှအရေးမယူဘဲလွတ်ထားပြီးအခြားအစင်းနေရဲ့ဇနီးရဲမေတွေကိုပဲအမြဲအပြစ်တင်နေပါတယ်။ရဲမေတွေကိုကိုချင်းမစားပါဘူးရှင်။တာဝန်ရှိလူကြီးဆိုင်ရုံမှုကလည်းငွေကိုပဲစိတ်ဝင်စားပါတယ်။သူငွေရရင်ပြီးရောနေနေတာပါ။ပြီးတော့စစ်သမီးတွေကိုချီရင်လည်းလုံးဝမရပါဘူး။တက်ထောက်နဲ့ပေါင်းပြီးမျိုးစီမပေးတာ၅လရှိနေပါပြီ။တက်တွင်းကိုမပေးပေမဲ့အပြင်ကိုကြတော့ခုတ်ထုတ်ပြီးရောင်းနေပါတယ်။ရိတ်ခထုတ်သွားပြီးတက်ကိုရိတ်ခရောက်လာရင်လည်း ်စံကိုသကွဲနဲ့ပြန်ရောပြီးမှထုတ်ပေးပါတယ်။ကလဲပဲဆိုလဲပို့ထိုးတွေကိုပဲပေးပါတယ်။ဒုတိယဗိုလ်မှူးကြီးထိုးမင်းအင်းနဲ့တထောက်တာဝန်ခံအောင်လာမျိုးဝင်းတို့ကပေါင်းစားနေကြတာပါ။တထောက်ကန်ရတဲ့အခြားအဆင့်ကလည်းစစ်တီရဲမေတွေရဲ့ရပိုင်ခွင့်တွေကိုခိုးရောင်းပြီး KDB နဲ့မာဆက်ကိုညှာတိုင်းသွားပါတယ်။ဒါကိုလည်းလူကြီးတွေသိပါတယ်။ဒါပေမဲ့ဘာမှမပြောပါဘူး။အရာလေးကိုအများသိအောင်ပြောပြပေးပါရှင်လို့စာရေးသားပေးဖို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားရာရှိစစ်တီတွေအင်တာနက်ရဲမေတွေရဲ့အခက်အခဲတွေကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ တက်မတော်သားအရာရှိစစ်တီတွေအင်အောင်တဲ့ရဲမေးတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတစ်ဆင့်အစာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဆရာပါနော်ဒီလိုမျိုးစကောင်စီရရှိတဲ့ချင်းပြချဆမှုတွေနဲ့အင်တာရရဲ့ရှုပ်ရှင်းတွေအရဆိုတော့ဒီတက်တစ်ခုထဲမှာပဲမဟုတ်ပဲနဲ့ကျတို့မြန်မာတပီလုံးမှာရှိတဲ့စကောင်စီရဲ့တက်တိုင်းမှာလို့လို့ဖြစ်နေတယ်ဆိုတော့လည်းကျတို့ နေစင်နေမြကြားနေရတာဖြစ်တယ်သူတို့အခုဆိုရင်လည်းပေါ့နော်မိမဇနီးတွေရှေ့အသားနဲ့ဒီလိုမျိုးဖောက်ပြောင်မှုတွေအရဆိုတော့တော်တော်များများကြိုးတို့ကြားနေရတာပြမတာကမျောလိုက်ကိုရင်းအားနေမြို့မှာလဲအထက်ကနေစီမံခန့်ခွဲမှုတွေညံ့ဖြစ်လို့အခုလိုမျိုးဖြစ်နေတဲ့ဆိုတော့လည်းကြိုးတို့တွေ့ရပဲဖြစ်ပါတယ်ကြိုးတို့တမိသားစုနေနဲ့ပြည်သူတွေကနေမြို့မှာလက်ကမ်းချုပ်ဆောင်နေတဲ့အချိန်မှာအမြဲဆုံးပေါ့နော်အလေးဝင်ကြောက်ဖို့ကျွန်တော်တွေနေကနေထပ်ပြီးတော့မှအတိပေးပြောလို့ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေတဲ့တောင်တကုံမြို့မှာတရားစွဲဆိုခြင်းခံခဲ့ရတယ်ပေါ့နော်ဇိုဘင်းရနေပြီးတော့မှရန်ကုန်ကိုမဆင်းရတော့ဘူးဆိုပြီးတော့မှဝန်ခံပြောကြားထားတဲ့ဟာလေကျွန်တော်တက်ချက်တော့နားတော်ကြည့်လိုက်ရအောင်နော်တကယ်တမ်းကျရင်ကျွန်တော်တို့အကုံလေ့လာပြီးပြီ MMM ကျွန်တော်တို့ရန်ကုန်ကိုကြောင်းအောင်ခေါ်တာပြီးရင်ကျွန်တော်တို့ရန်ကုန်မှာလူမိုက်တွေနဲ့တတ်ခိုင်းမယ်လှုပ်ကြံခိုင်းမယ်တေကျွန်တော်တေသွားရင်ဘာလို့မှလှုပ်လို့မရတော့ဘူးလေကျွန်တော်ကတေသွားမှာတေသွားပြီးတော့တရားဥပဒေရပဲအဲလိုက်တတ်တဲ့လူကိုတို့အမှုလိုက်ရှာမယ်ပြုမယ်ဒါပဲအဓိကကျွန်တော်တေတွင်းတဲ့ကို တည်ဖို့အတွက်ကိုတို့တရားဆွဲတာတို့ကတရားဆွဲတဲ့အမှုကိုခင်ဗျားတို့ကြည့်လိုက်ဘာမှအဲ့တရားဆွဲတဲ့အမှုကအဲ့အမှုကနော်ဘာမှအဲ့အမှုလောက်ကခင်ဗျဘူးတိကိုလီးနဲ့ထိုးရအောင်မအဲ့အမှုနဲ့ကြီးသေးတယ်အဲ့ဒီအမှုကြောင့်မဟုတ်ဘူးရန်ကုန်ရောက်အောင်ခေါ်တာတို့ကရန်ကုန်ရောက်အောင်ခေါ်ပြီးတော့ကျွန်တော်ကိုယုံကျိန်းနေဒီကောင်ဘယ်လိုသွားမယ်ဘယ်လိုလာမယ်စောင့်ကြည့်ပြီးတော့ကျွန်တော်ကိုဒီတစ်ဖက်ပေါ့နော်အကြက်ဘက်ယူကြည်နေတဲ့ကျွန်တော်ကိုတတ်ခိုင်းပါတို့က အဲ့တော့သူတို့ရဲ့အကျင့်ပဲကြောက်နေပြီနော်သူတို့တက်ခိုင်းမှာကျွန်တော်အဲ့ကောင်ဘယ်မှာအိတ်လဲဘယ်မှာနေလဲလိုက်ဆောင်ကြည့်ရတယ်အဲကျွန်တော်တရားဝန်ထမ်းမယ်ဘာကြဘယ်နေဘယ်နေဆိုအဲ့ကောင်ဘယ်လဲဆောက်တက်လိုက်တော့ဆိုပြီးတော့ကျွန်တော်တက်ခိုင်းမှာအဲ့ဒါပဲအဲ့ဒီကောင်မကြီးမယိုးသားဘူးအဲ့ဒီကောင်မရဲ့နောက်မှာရှိနေကောင်တွေမယိုးသားဘူးဒါကျွန်တော်တက်တဲ့ပြောတာနော်တက်ပြောတာနော်ဘသူမှကျွန်တော်လုံလုံရပေးနိုင်ဘူးလေတရားစွဲလို့လာရှင်းဆိုပြီးတော့ကျွန်တော်ရှင်းခိုင်းပါလေကျွန်တော်အသက်တင်ဘသူကတော်ယူပါလေကြောက်နေရလီးရောပဲကြောက်မှာပေါ့ လီးတော်လာပြောင်းလိုက်အောင်အဲကြောင့်ကြောက်နေရဆိုဒီလိုင်းဟောတက်မပြောဘူးနော်ပြန်တော့မှန်လိုက်လေလီးနေပါထိုးပလိုက်မှာပြန်တော့တောင်းမှန်ဆောက်တောင်းမရှိဘူးငါ့ဟောပဲတောင်းမှန်ရမှာငါတောင်းမှန်ဆောက်တောင်းမရှိဘူးရှင်းလားမင်းရလေတရားတော်အမှုတော်တရားတော်ဆွဲထားပြီးပြီပဲဘာလို့တောင်းမှန်နော်ရှင်းလားအဲ့တော့စဉ်းစားလေအဲ့ဒီကျွန်တော်တရားဆွဲတဲ့ဒီမှာဂျိုးသားလာလို့ကျွန်တော်ဒီတရားဆွဲမှုအပေါ်မှာကျွန်တော်ခြေခြေနဲ့နဲ့လက်ခံတယ် နေပြီးတော့မှနေပြီးတော့မှတရားရုံးမရှိဘူးလားနေပြီးတော့တရားရုံးကတခုခုမှဆွဲလိုက်နော်တရားတကယ်လို့တောင်းတကုံကလည်းရဲစခန်းမှုတွေရောစခန်းတွေပြောလိုက်မယ်ကိုတော်ဘိုးရဲ့အတန်အနေရဆိုရင်ရတယ်ပြောလိုက်နော်ပြောလိုက်ပြီးတော့နေပြီးတော့မှပဲအဲ့တရားရုံးဆိုတာဖြစ်လိုက်ပါအဲ့တရားရုံးပြောင်းရွှေ့ပြီးတော့အဲ့မှာမှသွားဆွဲလို့ပြောလိုက်ကဲဇဝိုင်းရတော့တော်တော်လေးကိုကြောက်နေတာပဲဖြစ်ပါတယ်အခုဆိုရင်ဒီဘောမရုပ်ကိုက်တွေအချင်းချင်းပဲပြန်ပြီးတော့မှ ီတက်ဖြတ်ခိုင်းမဲ့အဆင့်တွေအထိရှိလာနေတယ်ဆိုပြီးတော့မှသူကိုယ်တိုင်ကြောက်ကြောက်လန့်လန့်နဲ့ဝန်ခံပြောဆိုထားတာဖြစ်ပြီးတော့မှဒါတောင်မှကျွန်တော်တို့တော်လိုက်တက်ဖို့ဝင်နေတယ်ပြီးတော့မှပေါ့နော်တက်ဖြတ်မယ်ဆိုတဲ့အတန်တွေတော့မှလုံးဝမထွက်သေးတာပဲဖြစ်ပါတယ်ဆိုတော့ဒီဘိုးမတွေရဲ့ချင်းချင်းပြန်ပြီးတော့မှတက်ဖြတ်လောက်တဲ့အထိအဆင့်ကိုကျွန်တော်တို့ခုဆိုရင်တွေ့နေရတာမို့လို့ဒါက ဒီလောက်ထိပေါ့နော်ရစ်ဆက်ချမ်းကြုံတဲ့ဒီစစ်ကောင်စီတဖွဲ့တွေပြင်သူတို့ရဲ့အောက်တန်းစားဘိုမာရကိုအရေလို့ရတွေကိုလည်းကျွန်တော်ခုဆိုရင်တွေ့မြင်နေရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိဘပြည်သူတွေအားလုံးပြည့်ပြောင်းနေတဲ့အတိုင်းတယောက်တန်းစားဘိုမာတွေအားဆိုတော့တကယ်ကိုစစ်တေတုံးတွေပဲပြမမြန်မာပြည်မှာဆိုတော့ဒီလူမျိုးဘာသာရေးတွေပြင်ကျန်တဲ့နီးပေါင်းဆောင်ကနေပြီးတော့မှပြည်သူလူထုနဲ့တော်လိုက်တဖွဲ့ဝင်တွေကိုတုခွဲတက်ရှုတဲ့နေလာနေပေါ့နော်ဝါရဖြန့်ဂျင်းထက်ပြောဆိုနေကြတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဇော်ဘွေးင်းနဲ့မမူးမိုးခိုင်တို့ကိစ္စနဲ့ပတ်သက်ပြီးတော့မှပြောင်းကြည့်ဘယ်လိုမျိုးတွေဖြစ်တာမလဲဆိုတာကျွန်တော်တက်ချက်လောက်နောက်ထောင်ကြည့်လဲရအောင်နော် So ဖုန်ဟင်းနဲ့မမူးခိုင်ဘယ်သူနိုင်မလဲတုံ့တက်ပေးပါအောင်နော်။အော်ကိုဇော်ဘွေးဟင်းနဲ့မမူးမိုးခိုင်ကိစ္စထင်တယ်နော်။အဲကျွန်တော်လည်းအေးပေါ့ကျွန်တော်နေနေကလည်းတတိတရားနေလွန်ပါတယ်။အဲတို့ပါတော့လည်းပဲဒါလူမှုရေးအရာတော့ကျွန်တော်ပြောပါမယ်။ပြောရစကိုဇော်ဘွေးင်းဆိုတော့လေအဲကျွန်တော်တို့ခင်မရတဲ့ညီကိုတယောက်ပါပဲ။ကျွန်တော်လိုက်တွေပါတော့ပြောဘူးလေနော်။ညီကိုပါပဲ။အဲထို့တူမမူးမိုးခိုင်ပေါ့လေ။အဲသူကလည်းဒါတနည်းအားဖြင့် ကျွန်တော်တို့ညင်မတူမတူမယ်ဟိုခြားနိုင်ခြားနာမယ်ပေါ့နော်ဟိုတော့ပါတော့လည်းပဲတိုင်းပြည်ကိုညင်ညမ်းစေလို့တဲ့သူတွေမှာသူတွေပါပါတယ်နော်တိုင်းပြည်အေဂျင့်လို့သူတိုင်းပြည်ကိုချစ်တဲ့သူပေါ့ပြည်သူကိုချစ်တဲ့သူပြည်သူညနာထောက်တဲ့သူတရားပေါ့အဲ့တော့ကျွန်တော်တို့တွေဘတ်တူရဲ့သားနဲ့ဒါမျိုးအချင်းချင်းအချင်းပွားရန်ဖြစ်တာလေးတွေတွေ့ရတာစိတ်တော့မကောင်းဘူးပေါ့ညာစိတ်မကောင်းဘူးအဲဒီအပေါ်မှာအခြေခံပြီးတော့တစ်ဖက်ဒီမော်စစ်တွေကြအပိထောက်ခံတဲ့ပြည်သူအမိခံအုပ်စုကတော့အာတွေ့လာပုံမှန်ကြီးတွေအချင်းချင်း ချကုန်ပြီးအချင်းချင်းတရားတွေဆွဲကုန်ပြီးဟုတ်လားအချင်းချင်းစုံကုန်ရပြီဆိုပြီးတော့ပွဲလုပ်ပြီးတော့ငွေရှာနေကြတော့ကျွန်တော်တွေ့ပါတယ်။နော်လူစိတ်ဝင်စားမှုရအောင်။ဒါလည်းတို့ရဲ့ရက်ဒီနဲ့ဘဝပဲလေဟုတ်လား။ဘာကြောင့်လဲဆိုတော့တော်လိုင်းကြီးလုံးပြီဆိုတော့ဘဝပြတ်နေပြီ။တို့မှပတ်စံလေးရစရာဆိုဒီလမ်းမဲ့ရှိတယ်။ကျွန်တော်တို့ခင်ဗျားတို့အဲ့ဒီကိုစောဘုန်းကြီးတို့လို့လူတွေပေါ်မှာအခြေခံပြီးတော့ပဲငွေကြီးရှာပြီးတော့စားတောက်နေရတဲ့ဘဝတွေဖြစ်တဲ့တကြောင်မို့လို့ကျွန်တော်လည်းဒါတို့ရဲ့ဖြစ်တည်ရဲ့ဘဝလေးကိုအတိအမှတ်ပြုနားလည်ပေးရမှာပါ။အဲ့တော့ဒီနေရာမှာအစိုးရရဲ့အကောင့်တစ်ခုကိုကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါကဘာလို့ဆိုရှင် ဒီတော်လန်ရေးအုပ်စုတွေကြားထဲမှာလည်းအကွဲအပြည့်ရှိတယ်တယောက်နဲ့တယောက်နဲ့ပြဿနာဖြစ်တာလည်းရှိတယ်အဲကျွန်တော်တို့ဒီတက်ထောက်ခံနေတက်နေရတူတူเนาะတက်မလို့ကျွန်တော်တို့နိုင်ငံအေဂျင့်လိုဆိုနေထဲမှာလည်းအကွဲအပြည့်ရှိတယ်တယောက်နဲ့တယောက်နဲ့ online ပေါ်ကနေပြီးတော့နေမဲနှစ်ဆပြောဆိုပြီးတော့ရန်ဖြစ်နေတာလည်းရှိတယ်ဒါမြတ်အခုကိုစောဘုံဟိန်းနေเนาะမမုံခိုင်ပါအဲသူတို့နှစ်ယောက်ရဲ့ဖြစ်စဉ်လေးမှာတော့ကျွန်တော်ဘာကိုသွားတွေ့လဲဆိုတဲ့ခါကြတော့ဥပဒေတရားဥပဒေကိုနှစ်ဖက်စလုံးကယုံကြည်တာကိုတွေ့ရတယ်နော်နှစ်ဖက်စလုံးယုံကြည်တယ် တယောက်ကိုတယောက်ဒါဒီဒီလိုမျိုးဖြစ်စင်တာကျွန်တော်တို့ဒီတော်လန်ရေးနယ်ပယ်တို့ဟုတ်လားနောက်တစ်ခုစစ်သွေးကြအုပ်စုအုပ်ချုပ်ထားတဲ့နေရာတွေတော်လန်ရေးအုပ်စုကြီးချားမှာဖြစ်ဘာဖြစ်သွားမှာထင်တယ်လဲအင်အားကြီးတဲ့သူကအင်အားနေတဲ့သူကိုလောက်ကြံတက်ဖြတ်မှုတွေနော်အပြီးရင်အစားထောက်မှုတွေအနိုင်ကျင့်မှုတွေမိန်ကလေးဆိုပို့ဆိုးပါတယ်ဘဝဘာပြတ်သွားနိုင်ပါလဲဘဝပြတ်တဲ့တင်ကိုဘဝရောခန္ဓာရောအသက်ရောခန္ဓာရောဦးစားကွဲသွားနိုင်ပါလဲအဲ့တော့တော်လန်ရေးနယ်ပယ်မှာဒါမျိုးဖြစ်ရမျိုးတွေဖြစ်စီးမရှိကမ်းမရှိနဲ့ဟိုဟင်းတာကိုးဆောင်လို့သူ့ကိုကိုစားကိုယ့်ကိုသူစားလုံနေတဲ့ ခြေအနေမျိုးဖြစ်သွားနိုင်တယ်ပြောရတဲ့နော်ဒီပြောင်းကြီးကတော့ဒီဇော်ဘွေးနဲ့မမူးမူးခိုင်တို့ကိစ္စကလည်းပြောမှာဟုတ်စင်တက်မဲ့ဖြတ်မဲ့အဆင့်ထိရောက်ရှိလာတာကိုကျွန်တော်တို့တော်လိုင်းတက်ဖို့ဝင်မှာဒီလိုမျိုးကိစ္စတွေပဲဖြစ်တယ်ဆိုတော့ပုံစံမျိုးနဲ့ပြောင်းကြနေပြီးတော့မှမမရရင်ပေါ့နော်ဆွဆွပြောဆိုထားတာဖြစ်တယ်ဆိုတော့ဒီဘောမအောက်တန်းစားရဲဆိုတော့သူတို့အချင်းချင်းပြန်ပြီးတော့မှခိုက်တဲ့ပွဲတွေပေါ်မှာကျွန်တော်တို့တော်လိုင်းတက်ဖို့ဝင်ကိုပြောလင်းပြောင်းစားရဲပြောပြီးတော့မှဆွဆွပြောဆိုနေတာလည်းကျွန်တော်ကြားသိနေတာပဲဖြစ်ပါတယ်ဒီပြောင်းကြည့်ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မျိုးပါပြီဆိုပြီးခန်းနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ ကျွန်တော်ဒီနေ့ခါနဲ့အားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောနေနဲ့တက္ကသိုလ်ဆရာမတယောက်ကိုကျွန်တော်တို့ PDF တပုတ်ဝင်နေတယ်ပြန်မှဖန်ဆီးတဲ့ပုံမှာမျောလင်မျောစားပြောထားတဲ့ကြောင့်မျိုးမျိုးကိုစီဘယ်လိုမျိုးတက်ဖြုတ်ထားလဲဆိုတာကျွန်တော်တစ်ချက်လောက်ခြေလိုက်ရအောင်နော်ဘာမှဟိုဘယ်ဆိုရဟိုဆိုရဒီဆိုရနဲ့မဆိုင်သူကနိုင်ငံဝန်ထမ်းနေတယ်အဆိုရ A ဆိုလဲသူကနိုင်ငံဝန်ထမ်းအဆိုရ B ဆိုလဲသူကနိုင်ငံဝန်ထမ်းနေတယ် အဲ့ဒီလိုမျိုးတွေဖြစ်တော့နိုင်ငံဝန်ထမ်းပဲအဲ့တော့နိုင်ငံဝန်ထမ်းကနိုင်ငံတာဝန်ထမ်းဆောင်တာတိကျမှုစာမှုလို့တော့ဖြစ်တဲ့အတွက်ဒီလိုမျိုးတွေကိုမှတိုက်ခိုက်တာဟိုနှိမ့်ဆက်တာအနိုင်ကျင့်တာဖမ်းဆီးတာဒါမျိုးတွေဟာဟိုလည်းပြောရင်မလုံတဲ့လုံရဆိုတာကိုနိုင်ငံကလေးစကားလေးတွေတောင်ဆိုးဘူးပဲအဲတောင်မျိုးမင်းရဲ့မင်းရဲ့ကလေးစကားတွေပြောပြီးမင်းမှတရေသမားလားမင်းမင်းကတရေသမားလားအတင်းသမားလားဟမ်ကိုဆော့ဘက်ကိုမှန်တယ်ပြန်ကြည့်ဟမ်ဘာနိုင်ငံဝန်ထမ်းဆိုတာအစိုးရအေးဆိုလဲသူကနိုင်ငံဝန်ထမ်းပဲအစိုးရပြီလူဝိင်းနေတဲ့တွေးတယ်ဆိုတော့အေးဟုတ်သားရဲ့နော်မစ္စတာဘောလားဟမ်မင်းသမားကမင်းတို့အိမ်မှာခမင်းချက်တယ် ဟုတ်လားမလားအဲထင်းခွဲတဲ့ရေခက်တဲ့စတဲ့တဲ့အိမ်မှုဘာတွေကလုံနေတယ်ကွာအဲ့ချိန်မှာလူတယောက်ကလာပြီးတော့မင်းဖေကိုရိုက်ပုတ်ထုရိုက်တက်ပြတ်ပြီးတော့မင်းအမေကိုမရတော့လိုက်တယ်နော်မင်းအမေကိုမရတော့ပြီးတက်ခွာကန်နေပြီနော်အဲ့တော့မင်းနှမအနေနဲ့နော်ငါအမေကိုလုတ်တဲ့ကောင်မှာဘဒူးဖြစ်ဖြစ်ငါအဖေကိုတတ်မှတ်ပေးရမှာလားအဲ့ဒါရိုးရှင်းတဲ့ဥပမာနော်ရှင်းတယ်နော်လူဘိန်းတိုင်းစကားတွေပြောပြီးတော့စောက်ဘောလုံးလုံးမနေနဲ့ဒီနေ့ခက်ကလူဘိန်းတွေမဟုတ်တော့မင်းနဲ့အုံတော့မြင်တဲ့ကောင်ကအများကြီးပဲလောကမှာရှင်းလားနော်အဲ့တော့ဘယ်အစိုးရတက်တဲ့ ဝင်ထမ်းဝင်ထမ်းလဲစကားကခွေးစကားတိလာအဲ့ဒီအစိုးရကအဲ့ဒီဝင်ထမ်းတွေကိုထိန်းချောင်းပြီးတော့ခိုင်းအမိတ်ပေးတာလေအဲ့ဒီတက်လာတဲ့အစိုးရကိုလက်မခံလို့ရှိရင်လက်မခံတာစီရင်လောက်တာလေဟမ်ဒီတိုင်းဒီမှာပြည်သူရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကိုဖမ်းပြီးတော့မင်းတို့တနက်ရှိတဲ့ကောင်တွေကငါတို့အာဏာလုတယ်ကွာတက်လုတာလေအဲ့ဒါကိုလက်မခံတဲ့ဝင်ထမ်းကစီရင်လောက်တာလေဟမ်အဲ့ဒါနိုင်ဘယ်ဝင်ထမ်းဆိုတာဘယ်အစိုးရတက်တဲ့နိုင်ငံဝင်ထမ်းဆိုတော့အဲ့နိုင်ငံကိုမင်းအမိတ်လင်းရလာအောင်ထုတ်ရလေဒါတော့လေကမင်းတို့မတိတာ တခါတည်းမင်းတို့ဘောမှာနေပြောစကားတွေဘာဒီမှန်းလည်းမသိဘူးကတကယ်ပဲမင်းတို့ဟိုကလေးတယောက်တော့အခုဒီအတိတရားဆိုတာကလေးတယောက်တော့တည်တည်နေလေဘယ်ဆိုရတဲ့တဲ့ဝင်တန်းဆိုတာနိုင်ငံဝင်တန်းဆိုတာစကားတစောက်ဘောစကားဟာယူကလေးစကားတွေလားဟုတ်တယ်မလားနိုင်ငံဝင်တန်းဆိုတော့အဲ့ဝင်တန်းတွေဘလူအမိတ်ပေးပြီးအုပ်ထုတ်တာလေဘလူရဲ့မူဝါဒတွေဘလူရဲ့လမ်းညွှန်မှုတွေမေးရတာလည်းဝင်တန်းတွေဟာဒေါ်လာဆိုကြည့်ဦးဆောင်နဲ့နော်အန်လီအစိုးကငါးတက်တက်လာတယ်ရဲလိုင်းကန်းတွေကစအတက်တွေဘလူဖြစ်ကုန်ဟမ်မင်းတို့တက်တက်လုံးနေလာတဲ့ရဲလိုင်းကန်းတွေဘလူနေရအဲ့ဒါဘာလဲအဲ့ဘယ် ဝန်ထမ်းနဲ့ပြပြအစိုးရ policy ပြောင်းလာတယ်အဲ့ဝန်ထမ်းတွေရဲ့နေထိုင်လုပ်ကိုင်မှုအမိတ်ပေးစေခိုင်းမှုအကုန်ပြောင်းလဲသွားတာလေအခုလက်ရှိမင်းတို့မင်းအောင်နိုင်အာနာသိန်းနဲ့အာနာသိန်းတော့လက်မခံနိုင်ဘူးအဲ့မင်းအောင်နိုင်အုပ်ချုပ်မဲ့အောက်မှာမနေနိုင်လို့စီဒီယံလုပ်ကြတာလေတကယ်ဟုတ်ပါတယ်နော်ကိုစီကတော့ဒီလိုမျိုးကလိန်ကချက်တွေပြောနေတဲ့ကျော်မင်းမင်းကို challenge နဲ့တကွာပြန်ပြတော့မပြောဆိုထားတာပြပြတော့မဘယ်ဆိုရတဲ့တဲ့ဝန်ထမ်းတွေဝန်ထမ်းမဲ့ဆိုတဲ့ပေါ့နော်အသွေးမျိုးကိုကျွန်တော်တို့ပီတိုရီစီမှာဒီလိုမျိုးအတန်းစားဘောမတွေရတယ်ပြတော့မ brain wash လုပ်နေတာပဲဖြစ်တယ်။အခုဆိုရင်လည်း consistency တဖို့ဝင်နေသူတို့ကိုသူတို့ water mind တက်ခိုင်းတာတော့မှမသိပဲနဲ့ကျွန်တော်ပြည်သူတွေကပဲဒီမြမတော်လိုင်းရေးမှာထက်ထက်ဝင်နေပူပေါင်းပြီးတော့မလို့ဆောင်ရင်းနဲ့တိုင်းပြည်ဖြစ်စည်းနေပါတယ်ဆိုတော့အသွေးမျိုးတွေထိပေါ့နော်ပြောဆိုနေကြတော့ကျွန်တော်ကြားနေရတာပြပြမှာဒါကသူတို့ဆစ်ရှုံးနေပြီဆိုတော့လည်းတဖက်ကနေပြပြမှာဝန်ခံပြောကြားနေတာပဲဖြစ်ပါတယ်မြောင်းလိုက်ရဆိုရင်ဒီတရုတ်ကနေပြပြမှာကုညီထောက်ပံ့မှုတွေနဲ့ဆိုကျွန်တော်တော်လိုင်းတဖို့ဝင်နေပုံမှာဆက်လက်ရုံမာနေတော့မှပြပြမှာကျွန်တော်ဒီပြည်သူတွေပုံမှာလည်း တက်ဖြတ်မှုတွေပေါ့နော်ဒီတဲ့ပုံပြမှာလွတ်ဆောင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရှိမှပြောခဲ့သလိုပဲ NUG ပါဝင်ချတဲ့တော်လိုင်းရဲ့ပူပေါင်းတပ်ဖွဲ့အနေနဲ့ဟန်ချင်းညီညီနဲ့လည်းတွေ့လိုက်မယ်ဆိုတော့ပြည်သူအလုံးမျှော်လင့်နေတဲ့ Federal Democracy လမ်းစဉ်နဲ့ငင်းချရဲ့စစ်မှန်ကိုမကြားခင်မှာပဲရရှိနိုင်လို့မယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ဝပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြံမှချင်တဲ့ပြည်သူတွေမှာတာရဲ Channel နေ့တိလေးပိုင်ဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကလည်းစုမကောင်းတောင်းပေးလိုက်ပါတယ်။